ိုလ်ရင်းတွင်ခေတ်တွင်ဥမီဒီယာမှသတင်းများကိုတင်ဆက်ပေးနေပါတယ်။ပထမဆုံးအေယာဝတီတိုင်းလေးမျက်နာမြို့နယ်အတွင်းရှိရှေးတန်းစခန်းများကိုအေအေနဲ့တော်လန်ရေးတပ်ဖွဲ့များတင်ပိုက်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အေယာဝတီတိုင်းလေးမျက်နာမြို့နယ်မှာစစ်ကောင်မရှင်နှင့်အာရခတပ်တော်အေအေတို့တိုက်ပွဲဖြစ်ပွားနေရာစစ်ကောင်မရှင်၏တပ်စခန်းချို့ကိုအေအေနဲ့ပူးပေါင်းတပ်ဖွဲ့ကတင်ပိုက်ထားကြောင်းသိရပါတယ်။ လေးမျက်နှာမြို့နယ်အတွင်းဆက်ဆက်ရိုးကျေးရွာနှင့်တဲနုကုံကျေးရွာပတ်ဝန်းကျင်မှာတိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက်တဲနုကုံကျေးရွာပတ်ဝန်းကျင်ရှိရှေတန်းစခန်းအချို့ကအေနဲ့ပူပေါင်းတပ်ဖွဲ့ကတိမ်ပိုင်းလိုက်ကြောင်းတရင်ချင်းမြစ်ထံမှသိရှိရပါသည်ဆက်ဆက်ရုံတော်ဝိုင်ကအကုံအေးတင်ထားတာအခုတဲနုကုံဘတ်မာပန်အေးကနေမြေချေလာနိုင်နေစစ်တပ်ကတော့လက်နက်ကြီးနဲ့လေရင်ပစ်ကူကုံအာကိုပြီးတော့တိုက်နေတယ်လို့စစ်ရေးသတင်းရှင်မြက်ကပြောပါတယ် စက္ကံများသိမ်းခံရပြီးနောက်စစ်ကောင်မရှင်ကပြီးခဲ့သည့်နိုဝင်ဘာလ25ရက်နေ့ကစစ်ဆောင်များနေထိုင်သည့်ဝက်ကုန်းကျေးရွာကိုဂျက်ပိုက်တာနဲ့ဆင်ပြင်းလေယာဉ်မှပုံကျဲတိုက်ခိုက်ခဲ့ပါသည်။ပေါင်900ဘုံဒီသုံးလုံးကျဲချတိုက်ခိုက်ခဲ့သည့်အတွက်ကိုဝင်ဆောင်အမျိုးသမီးတဦးနှင့်တပ်ကြီးပိုင်းအမျိုးသားတဦးတို့တင်ဆောင်ပြီးလေဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ ဝက်ကုန်းတင်းရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပင်လေးမျက်နှာမျိုးနဲ့အတွင်တိုက်ပွဲဖြစ်ပွားရာနေရာများမှာစစ်ဆေးအများစုဝင်ရောက်နေထိုင်သည့်ကျေးရွာဖြစ်ပါသည်။အေယာဝတီတန်အတွင်လေးမျက်နှာတာပေါင်းရေကြီးအင်ကပူနေရွှေတောင်ရံမျိုးနယ်တို့မှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စင်ကလက်နက်ကြီးဒုံးနဲ့ပါရာမိုတာများအပြင် လေကြောင်းအုံပြူတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်းသိရပါသည်ရှင်။ဆလပင်အာတူပီနိုင်ငံတကာညီလာခံမှာမြန်မာနိုင်ငံလူခွင့်ရေးချင်းနေများကိုအန်နူးဂျီကိုစလဲယုံကတင်ပြဆွေးနွေးဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် တောင်ကိုရီးယားနိုင်ငံဆိုမျိုးမှပြုလုပ်သည့်အာတုပိနိုင်ငံတကာနီလာကမ်းမှမြန်မာနိုင်ငံလူအခွင့်ရေးခြေနေများကို NGO ကိုယ်စားလှယ်ရုံးကတင်ပြဆွေးနွေးခဲ့ကြောင်းသိရပါသည် နိုဝင်ဘာလ25ရက်နေ့နဲ့26ရက်နေ့တို့မှာပြုလုပ်သည့် International Conference Marketer 20 Anniversary of the Responsibility to Protest R2B North Korea Human Rights and Responsibility to Protest R2B မှာအမျိုးသားညီညွတ်ရေးအစိုးရကိုရီးယားတမရနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်တန်ရုံးမှဆက်နာသိမှုနောက်ပိုင်းမြန်မာနိုင်ငံလူ့ခွင့်ရေးခြေနေများကိုတင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ညီလာခံအင်အတူပီ case starting in asa kana မှာ ဓမ္မပရိမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးအထူးကိုယ်စားလှယ်ဟောင်းရန်ဟီလီမြန်မာအန်တယ်ရက်စပွန်ဆစ်ဘလတီတူပရိုတက်အာဒူဘီစာတန်းနဲ့ NUG ကိုယ်စားလှယ်ရုံမှရုံးတော်ဝင်ကအဝင်းပေါ်မောင်က စာတန်းတို့ကိုတင်ပြပြီးဆင်းရဲခဲ့ခြင်းဖြစ်ပြီးမေးမြန်းချက်များကိုလည်းပြန်လည်ဖြေကြားခဲ့ကြောင်းသိရပါတယ်၎င်းနာ PSCORE နှင့်နိုင်ငံတကာလူ့ခွင့်ရေးအဖွဲ့အစည်းများပူးတွဲကြမှသည့်အာတူပီညီလာခံအနှစ်20ပြည့်အထင်အမှန်မြောက်ကိုရီးယားလူ့ခွင့်ရေးနှင့်အာတူပီကွန်ဖရင့် ကုလသမဂ္ဂထွေထွေတွင်ရမှုချုပ်ဟောင်းဘန်ကီမွန်တရားတွင်လူအခွင့်ရေးညှင်းချက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်အလေးထားလှူဆောင်ရန်အဖွဲ့မှစကားမှထည့်တွင်ပြောကြားခဲ့ကြောင်းသိရပါသည်။အဆိုပါညီလာခံမှအပိုင်း၆ပိုင်းခွဲခြားကမြောက်ကိုရီးယား၏လူအခွင့်ရေးအခြေအနေနိုင်ငံတကာပအဝင်မှုနှင့်အတူပိဆက်ဆက်လုပ်ငန်းများအကြောင်းကိုကဏ္ဍဆောင်ကြဲကြဲပြန့်ပြန့်ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရပါသည်ရှင်။ဆလပင် KIA ပြောပြတဲ့ကချင်ပြည်နယ်လေးကူရဲ့လက်တလုံးစီရဲ့ခြေနေများဆွဲတဲ့တင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ ကချင်လူလိုက်ရေးတက်မတော်ခင်ရရေးနဲ့စစ်ကောင်စီတပ်အကြောင်းလက်တလောတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကချင်ပြည်နယ်ဗမော်ဝိုင်းမုံဖန်ကန်နဲ့ခေါလန်ဖူးမြို့နယ်တွေရဲ့လက်တလောစီရဲခြေနေတွေကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာရှင်းလင်းပြကြားပါတယ် KIA ဟာဗမော်မြို့ရင်းစစ်စင်ရေးကို2024ခုနှစ်ဒီဇင်ဘာလ10ကစတင်ခဲ့တာဖြစ်ပြီးတနစ်ကြတဲ့အထိတိုက်ပွဲဆက်လက်ပြင်းထန်နေကအပြန်အလှန်ထိုးစစ်ဆင်မှုတွေရှိနေပါတယ်။ အလားတူ KIA စုံမထင်းချုံမှုအကောင်နဲ့ဖားကဒေတာကိုလည်းစက်ကောင်စီကပြန်လည်ထင်းချုံနိုင်ရင်ကြိုးပမ်းနေလို့တိုက်ပွဲတွေနှစ်ဝက်လောက်ကြာဖြစ်ပွားနေပါတယ်စက်ကောင်စီကဖားကန်ကိုစိတ်အင်အားတွေဖြစ်သင့်ပြီးဒေတာရင်းစီရဲ့လှူဆောင်မှုတွေလှူဆောင်နေတာကြောင့်တိုက်ပွဲတွေဆက်နိုင်စီနေတယ်လို့စစ်တရဲလေးချောင်းလက်နက်ကြီးနဲ့ဒုံးတိုက်ခတ်မှုတွေကြောင့်ပြည်သူတွေဆုံးထိခတ်မှုတွေမကြာခဏဖြစ်ပေါ်နေရပါတယ်။ဝိုင်းမော်မြို့မှာလည်းစစ်ကောင်စီဟာပြည်သူစင်အင်အားတွေစုစည်းပြီးထိုးစစ်ဆင်နေလို့အခုနှစ်တွေကလာကစပြီးတိုက်ပွဲတွေရှိနေတာပါ KIA နဲ့မဟာမိတ်တပ်တွေဟာ2024ခုနှစ်မလ9ရက်ကစပြီးဝိုင်းမော်မြို့နယ်ကစစ်ကောင်စီတပ်ရင်းဌာနချုပ်အစိုးရနဲ့ဖြူဟာကြတဲ့တပ်စခန်းတွေအပါအဝင် ကချင်ပြည်နယ်ကတပ်စခန်းယာနေချီကိုတိမ်မိုက်နိုင်ခဲ့တယ်လို့မြန်မာတရုတ်နယ်စပ်မြို့တွေအပါအဝင်စစ်ကောင်စီနဲ့ပြည်သူ့စစ်ထင်ချုပ်ရမြို့တွေနယ်မြေတွေကိုထင်ချုပ်နိုင်ခဲ့ပါတယ်ဒါကြောင့်စစ်ကောင်စီကစုမိုးထင်းကျုံနယ်မြေတွေပြန်ရဖို့ကြိုးပမ်းတော့ဝိုင်းမော်မြို့နယ်ကလက်ကျန်တရင်ဌာနချုပ်လုံချုံကြီးအတွက်ရည်ရွယ်ပြီးစီရဲလှူစားနေလို့တိုက်ပွဲတွေဖြစ်နေတာပါ ခေါလံဖူးမြို့နယ်မှာတော့စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေဟောင်း KIA တင်ထားတဲ့ဆော့လော်မြို့နယ်လန်ဆယ်ဒေသကိုပြန်ရဖို့ပြီးခဲ့သည့်လအနေငယ်ကကြိုးပမ်းလာလို့တိုက်ပွဲတွေဖြစ်ပွားနေတာပါ လမ်းစဉ်ကိုသိမ်းမို့ကြိုးမှန်းနေတဲ့စက်ကောင်စီနဲ့ပြည်သူ့စစ်ဘူးပေါင်းတပ်ဟောင်း KIA ဘူးပေါင်းတပ်ရဲ့ခုခံမှုကြောင့်လမ်းစံထိုးစဉ်တက်လန့်ခဲ့ရတဲ့အပြင် KIA ရဲ့တံမြန်ထိုးစဉ်မှာခေါလံမှုဒေတာကစက်ကောင်စီတပ်စခန်းအချို့သိမ်းပိုက်ခံရတယ်လို့ခေါလံဖူးပူနာဦးမျိုးတွေကစက်ကောင်စီတပ်လုံးချုပ်ရေးအတွက်ပါစိုးရိမ်နေကြရတဲ့အခြေအနေကြုံနေရတာဖြစ်ပါတယ်ကချင်ပြည်နယ်အတွင်းလက်သလုံးစီရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး KIA ပြန်ကြားရေးဌာနသတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးရဲ့ရှင်းပြချက်တွေကိုရေးသားဖော်ပြလိုက်ပါတယ်။ ဗမာစင်ရေးအခြေအနေဗမာမျိုးဘက်ကစင်ရေးအခြေအနေကတော့စစ်ကောင်စီတပ်စစ်ကြောင်းတွေလည်းမိုးမောက်ဘက်ကိုတက်သွားတယ်။သုံးမိုင်နေရာဘက်မှာပုံပြီးမှသူတို့ထိုးစစ်ဆင်နာကိုတွေ့ရပါတယ်။နောက်သုံးမိုင်ကနေခလာရနေစက်ခွန်ဘက်ကိုပောက်တဲ့ရက်ွက်တွေမျိုးတစ်ပုံ အဲ့ဒီလမ်းကျော်ဘက်မှာလည်းသူတို့ထိန်းချုပ်နိုင်မှုအတွေ့အကြီးအကျယ်ထိုးစစ်ဆင်နေတာတွေ့ရပါတယ်ကျွန်တော်တို့ခရိုင်ရင်းနဲ့ပူပေါင်းတပ်တွေလည်းသူတို့ထိုးစစ်ဆင်တဲ့နေရာတိုင်းမှာခုခံတိုက်ပွဲကနေတိုင်းဖြစ်ပါတယ်သူကလက်နက်ကြီးလေးချောင်းကိုအပြုပြီးမှမြေပြင်ကနေလေတာလွန်အင်အားစုပြီးမှတက်လာတဲ့စစ်စင်ရေးတွေဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့နဲ့နေတိုင်းလိုတိုက်ပွဲဖြစ်ပါတယ်။တချို့နေရာတွေမှာတော့ကျွန်တော်တို့လည်းစုပ်ပေးတဲ့နေရာတွေလည်းပါပါတယ်။ဒါပေမဲ့ကျွန်တော်တို့အခိုင်အမာမှာကျွန်တော်တို့စကန်းချထားတဲ့နေရာတွေတော့စုပ်တဲ့နေရာမှာပါပါဘူး။ ဝိုင်းမော်စီရဲ့အစီအစဉ်ဝိုင်းမော်မျိုးနယ်လက်မြန်ဘက်မှလည်းမြေပြင်ကနေထိုးစစ်ဆင်တာအဲဒီလာကြီးမဟုတ်ဘူး။ဒါပေမဲ့လက်နက်ကြီးဒရုန်းတို့လေကြောင်းတို့နဲ့ကတော့နေတိုင်းလိုဖြစ်ပါတယ်။သူတို့ရဲ့လက်လုခင်ရတဲ့ရွှေညာပင်စခန်းဘက်မှလည်းလေကြောင်းကနေပုံကျတိုက်ခိုက်တာတွေ့ရပါတယ်။ပြည်သူလူထုရဲ့နေအိမ်တွေထိခိုက်တာရှိတယ်။နောက်လက်မြန်ဘက်မှလည်းသူတို့အမြဲလိုထိုးစစ်ဆင်မှုမြေပြင်ကနေပြင်ဆင်နေတာတွေ့ရပါတယ်။အဲဒီမှာကျွန်တော်တို့လည်းအမြဲတမ်းစောင့်ကြည့်ပြီးမှတိုက်ခိုက်နေတာဖြစ်ပါတယ်။ဖာကန်စင်ရဲ့အခြေအနေ ဖားကန်ဘက်မှာတော့မြို့ရင်းမှာသူတို့ရဲ့စစ်ကြောင်းတွေထိုးပြီးမှမြို့ရင်းမှာလှုပ်ရှားတာလှုပ်ရှားတဲ့အခါကျတော့တိုက်ပွဲတွေဖြစ်တာကျွန်တော်တို့ KIA နဲ့ပူးပေါင်းတပ်တွေ KPDF တွေကလည်းအမြဲတမ်းစောင့်ကြည့်နေတယ်ဒါကြောင့်သူတို့လှုပ်ရှားတဲ့နေရာတွေမှာတိုက်ပွဲတွေဖြစ်ပါတယ် သူတို့ကတော့အခုထိကတော့ရန်သူစစ်စစ်မစစ်စစ်ဘာမှခရူးမဆိုင်ဘူးသူတို့ကပြည်သူလူထုရှိတဲ့ဘက်မှာရက်ွက်တွေမှလက်နက်ကြီးတွေဒုံးတွေနဲ့အမြဲတမ်းပုံကျဲတာရှိပါတယ်။ဒါကြောင့်ပြည်သူလူထုတွေထိခိုက်တာတွေသူတို့အိမ်တွေပျက်စီးတာတွေရှိပါတယ်။နောက်တနေ့တော့ဖာကန်ဘက်မှာသူတို့မဲဆွဲဖို့စိုင်းပုတ်တွေထောင်နေဆိုတဲ့သတင်းလည်းကြားပါတယ်။အတိအကျတော့မသိရသေးပါဘူး။ခေါလံဘူးတင်တော့စည်ရဲ့အခြေအနေခေါလံဘူးဘက်မှာတော့ခေါလံဘူးဘက်ကနေကျွန်တော်တို့လန်ဆယ်ဘက်ကိုသူတို့ကစည်ရဲ့လုံတာရှိပါတယ် အဲ့ဒီဘက်မှာလည်းကျွန်တော်တို့ဘက်ကနေနေတိုင်းလိုခုခံပြီးမှတိုက်ပွဲတွေရှိပါတယ်။သူတို့ကလေချောင်းနဲ့ပြစ်ကိုတာရှိတယ်။သူတို့စစ်ကိုတွေလည်းပူတာဦးဘက်ကနေလေချောင်းနဲ့ပူပေးတာရှိပါတယ်။အဲ့ဒါကြောင့်အဲ့ဒီဘက်မှာနေတိုင်းလိုတိုက်ပွဲရှိတယ်။စည်ရဲတင်းမာတဲ့အနေအထားဖြစ်ပါတယ်။ပူတာဦးကနေလွန်စာရန်တန်ကြာဘက်နောက်အဲ့ဒီကနေအင်ခါကဘက်မလီခါဘက်မှာလည်းစစ်ကြောင်းတွေဆင်းပြီးမှသူတို့ရဲ့ပူတာဦးလုံချုံကြီးအတွက်သူတို့တင်းတင်းကြပ်ကြပ်နေရာယူထားတာတွေ့ရပါတယ်။ကချင်ပြည်ရဲ့စည်ရဲချင်းတွေကတော့အကြမ်းမြစ်တီလို့ရှိပါတယ်။ KIA ဟာကချင်ပြည်နယ်အပြင်ရှမ်းမြောက်မှာလည်းတပ်မဟာတွေစုဖွဲ့တည်ရှိတာဖြစ်ပြီးကွက်ခိုင်မြို့နယ်နှက်ဖက်ကဒေသနဲ့မပိမြို့နယ်တွေမှာတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ရှမ်းမြောက်ဒေသစီးရဲချင်းတွေကိုလည်းထပ်မံဆက်တွယ်မြင်းမြန်းထားပြီးဗိုလ်မှူးကြီးနော်ဘူးရဲ့ဖြေကြားမှုရရှိပါကဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်ရှင်။